။ဩဂတ်လ29ရက်နေ့ကလှေကူးမြို့နယ်စစ်ပင်မြောက်ကျေးရွာမှာအဝီစီတွင်းတူးရွာမှာဒုံးငွေထွက်ပြီးတော့မိတောက်တွေထွက်ပေါ်လာတဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ဒီလို gas ငွေတွေထွက်ပြီးမိတောက်လာတာဟာတဘာဝတူတူမီကနေ W ရွာမှာဖြစ်ပေါ်လာတဲ့ဒုံးငွေတွေဖြစ်ပြီးတော့အန္တရာယ်မရှိဘူးလို့ဆိုပါတယ်။ဒီဒုံးငွေဟာအကျိုးပြုဒုံးငွေအစ်စ်မရှိရတဲ့အောင်ရွာကိုရွှေ့ပြောင်းခိုင်းတာမျိုးတော့မရှိဘူးလို့ပြောပါတယ်။မနေ့ကဘုံမှုဗေဒပညာရှင်ဟိုပါဘောဥအောင်တိန်သေးလာပါတယ်ဗောလေသံတချက်တွေးရှိချက်ရပြောမယ်ဆိုရင်သူသူပြောတဲ့အနေထား ကဘာဝတိမြင့်သူကနေပြီးဖြစ်လာတဲ့ဂန်းငွေပါတဲ့တေ150 180ဝင်းကျင်လောက်မှာပဲရှိပါတယ်တဲ့အဲ့ဒီဟာကအဲ့ဂန်းငွေကုန်သွားခဲ့တော့ရှင်ဒီသူ့အရှင်ကပြတ်သွားလိမ့်မယ်တဲ့ရိုးရိုးတန်းတန်းအန်ဒီရတော့မရှိနိုင်ဘူးပေါ့လေနိုင်ငံတော်အတွက်အကျိုးပြုမဲ့လောက်ထီတော့မရှိတော့ဘူးမရှိဘူးလို့သူခံမှန်းသွားတယ်ရွာကိုအဲ့လိုမျိုးရွာဖယ်ခိုင်းတဲ့အနေထားမျိုးတော့မရှိဘူးခင်ဗျ တောက်တုံးရီအတွက်ဝေစီတွင်းတူးရကနေပေ210အောင်မြေအနက်မှာ gas ငွေထွက်ပေါ်လာတာဖြစ်ပြီးနေ့လယ်2နာရီလောက်ကနေ gas ငွေထွက်ပြီးမီးလောင်လာတာဟာည9နာရီကျော်လောက်မှမငြိမ့်သွားတယ်လို့ပြောပါတယ်။လေထုထဲမှာဖြတ်တော့ဖြတ်တော့နဲ့ဟိုနင်းပေါ့လျှက်စီးလက်တလို့အဲမီးပွင့်လေးဒီမီးပွင့်လေးထထနဲ့တွေ့အဲ့မှာဝိုင်းဖို့ရင်ဖို့ရင်နဲ့ဟိုပါပေါ့မီးထထောက်သွားတဲ့သဘောမျိုးပါမီးထထောက်သွားတဲ့ခါကျတော့အဲဝိုင်းပြီးတော့တတ်တာ 2နာရီလောက်ကနေပြီးတော့တက်လိုက်တာ2နာရီလောက်ကနေပြီးလောင်ပြီးတက်လိုက်တာ5နာရီလောက်ကြာတာပေါ့ညာအိုင်နေ့လယ်2နာရီဆိုတော့ခါကြလေအဲ့ဒီဘလိုမှတက်လို့မရအဲ့ချိန်မှာမိုးတွေကလည်းယောင်းနေယောင်းနေပြီးမဲ့လေမိကဘလိုမှတက်လို့မရတက်လို့မရတော့နောက်ဆုံးအဲ့ဒီဌာနဆိုင်ရာအကူကြီးတောင်းအဲ့ညွနဲ့အကြောင်းကြားအဲ့လိုပေါ့ဟို MOG ဖွဲ့ရ ဟွာလောက်လာတာပေါ့ခုနှစ်နာရီည9နာရီလောက်လာခုနှစ်နာရီ15မှာပြီးညင်သက်သွားတယ်သူဟိုနေပေါ့ဓာတုပေါင်လာနဲ့သုံးယောက်ပြိုင်ပြီးတော့ပက်ဖြန်းပြီးတော့တက်သွားတယ်တက်သွားပြီးတဲ့အခါကျတော့မီးကတော့တည်သွားပါတယ်သို့တော့ခက်ကတွန်းကန်ထွက်နေတော့မှရှိသေးတယ်အဲ့ဒါကိုကျွန်တော်တို့29ရက်ဆိုတော့30ရက်နေ့မနေ့3နာရီလောက်မှလုံးဝညင်သွားတယ်ခက်လည်းမထွက်တော့ လူဦးရေ900ကျော်လောက်နေထိုင်တဲ့လှဲကူးမြို့နယ်စစ်ပင်မြောက်ကျွေးရွာမှာအင်ဂျီ190ကျော်လောက်ရှိပြီးရေတွင်း30လောက်ကထွက်ရှိတဲ့ရေကိုတောက်သုံးရေဖြစ်သုံးဆွဲနေကြတယ်လို့ဆိုပါရယ်ကျွန်မကသူစားလဲမှာ